ကိုဆိုတာထက်ကိုပထမဦးဆုံးစပြီးတော့ဒီထပ်သားရဲ့ကာရီတာပွင့်ဦးမလေးဆိုတာကိုပို့ပြီးတော့မြင်ကြတာပေါ့နော်ဟိုကားထဲမှာပါတဲ့တုံးကျဲခြင်းလို့ဆိုတာချက်ပွင့်ဦးမလေးလို့ပြောပြောတာမျိုးစပို့သဘောကြတာပေါ့ဒီဇက်ကောင်ကိုသူချစ်ကြရဲ့နော်ကိုကလည်းအပြင်ကတုံးကျဲခြင်းဆိုတာချက်ဒီဇက်ကောင်နဲ့ဝင်လာဆိုရင်ဇက်ကောင်ကပွင့်ဦးမဖြစ်ဖို့ကအရေးကြီးရဲ့ဆိုတာလေပြီးတော့ချစ်သွားလို့သူတို့ရဲ့အမြင်လေးမှာဒီလိုမျိုးလေးမြင်ကြရဲ့ဆိုတော့ပို့ပြီးတော့လည်းဝမ်းသာပါရဲ့ဒီမျက်မျက်လေးအသေးစားလေးဆိုရင်အရင် hot ဖြစ်တဲ့အချိန်မှာ ကြည့်လိုက်တဲ့အချိန်မှာအဓိကသူကချစ်ဖို့ကောင်းနေတာအတွန်းဆိုလို့ရှိရင်ကတော့အဓိကသူကမိဘပေါ်အရင်တည်တတ်တယ်အမောင်နှမတွေပေါ်တည်တတ်တယ်ပြီးသူနဲ့ကြော်နေကသွားတူတာလဲအဲ့လိုပဲပေါ့နော်အာမိသားစုတစုမှာဆိုကိုရီးယားထောက်တိုင်ကိုဖြစ်နေတာကျော်တော့ကဒီလိုတွန်းထားဒီမက်မြက်လေးအသေးစားလေးဆိုရင်အရင် hot ဖြစ်တဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာအဓိကသူကချစ်ဖို့ကောင်းနေတာ ဒါလက်ကလေးတလုံးချင်းဒီဆောင်မာလေးရပါတော့ပြောတာပေါ့နော်မမစာချက်မမစာချက်နော်ဒါပေမဲ့အဓိကအားဘယ်ပြောပါနော်ဟိုလူတယောက်ကသူ့ရဲ့အချိန်လေးသူ့အခါသူ့ရဲ့စံအာကံညာဝရိယအစံဒါတွေအားလုံးပေါင်းစုံသွားလို့ရှိရင်တော့ဒါဒါလူသိမယ်လေယာလေးတနေရပါဘာအချိန်နေပေးလာတယ်ဆိုတာပြောချင်တာပေါ့နော်အဲတွန်းဆိုလို့ရှင်ရကြတော့အဓိကသူကမိဘပေါ်အရင်တည်တတ်တယ်အဲမောင်နှမတွေပေါ်တည်တတ်တယ်ပြီးသူနဲ့ကြော်နေကသွားတူတာလဲအဲ့လိုပဲပေါ့နော် အာမိသားစုတစ်စုမှာဆိုကိုရီးယားထောက်တိုင်လို့ဖြစ်နေတာကျော်တော့ဒီလိုတွန်းထားတာနောက်လက်ကြည့်လို့ရှိရင်တော့သမီးကြောပဲရှိတာနော်အဲအဲအဲ့လိုမျိုးဆိုရဲခါကြတော့လေသူဆိုလို့ရှိရင်တွန်းဆိုလို့ရှိရင်လည်းအိမ်မှာဒါမိသားစုရဲ့အတိအကျပင်မထောက်တိုင်ဖြစ်နေတာကျော်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ့တော့ခါကျရင်ဖွင့်ဖြစ်ကြတယ်ရောချက်အဲ့ဒီခါကျနားလေတဲ့ခံစားချက်တွေကိုပြီးရင်တခုခုပေါ့နော်အာဘာဖြစ်လို့လူတစ်ယောက်ကလေဟိုဘာဆောင်မှုလို့ဒီနေရာတခုခု ရောက်လာတယ်ဆိုသူ့မှာအကျိုးတရားအကြောင်းတရားတွေရှိတယ်ပေါ့နော်ဒီလောက်ပဲပေါ့နော်စမ်းနေကောင်းနေပါစေဝိရိယမရှိဘူးအားဆိုင်မှုမရှိဘူးဆိုလို့ရှိရင်လည်းဒီနေရာတနေရာအခြေတူတွင်မရောက်လာဘူးเนาะသုံးဆိုလို့ရှင်လဲ तू ကချွတ်တင်มาရမှာလဲအာမြန်ဖန်ဖန်နေလာကြာ तू ဆိုင်စင်ဆိုင်ရပါလဲလက်စီမန်လဲအမန်သုံးအောင်ကျော်ကပူပြတော့တာမလေးလေးစားအားကြတယ်သုံးအသက်နဲ့ကျော်နဲ့ဆိုလို့ရှင်အများကြီးပါတယ်လေဒါမဲ့ ဝင်းနန်းသမိပဏ္ဍရာဆယ်ရဝင်းနန်းဆယ်ရကိုအုပ်ချုပ်နိုင်တယ်တဲ့ဆိုတော့လုံးဝဟိုသူ appreciate လုပ်တယ်တကယ်ပုံလဲပုံယူတယ်ဘာလို့လဲကျွန်တော်တို့ကမှလေဒီဝင်းနန်းနှစ်ယောက်သုံးယောက်ရှိလို့ရှိရင်ချက်ကြာဒါနေရာလေးကွာနေကိုလေးတည်တယ်မလားမထိမ့်သိမ့်နိုင်ဘူးကွာတော့ဂျာနေထွက်ပြဲမီဝင်ပြဲမီအာလုတ်ပြဲမီဆိုတဲ့ခါကျတော့အကိုကျဲလဲစားတယ်ပြီးငငယ်ရွယ်နဲ့ဒီလိုမျိုးလေးတက်တက်မြက်မြက်ကလေးတွေပေါ့နော်အတိကဟိုစစွားပဲဆိုလို့မိပပေါ်ရန်တက်တက်တဲ့အဲမနက်ပိုင်းတော့ မိတ်ကက်သွားလဲနေတယ်။အာနန်းချီသုံးတဲ့မွေးကားလည်းရှိတယ်။သူပါကြိုက်တယ်ဆိုတော့သူမစားသူ့အမေကိုအရင်မေးရအမေပါစားချင်လဲအမေကြိုက်တာကိုစားချက်ပူရာကိုသူမိစားမယ်။အဲအဲ့လိုမျိုးပြီးရင်ဟိုငယ်ဆိုပြီးတော့သူနာမည်ရလာတယ်။ဘာပြောသူဝင်ဝင်လဲကောင်းတယ်။ဘာပြောအခုဆိုလို့ချင်းလဲအလူရန်နေပင်မာလဲတာလူချစ်လူခင်ပေါ်တယ်။ဒါပေမဲ့အဲသူကလုံးဝအဲ့လိုမျိုးငါဆိုပြီးတော့အဲ့လိုမရှိဘူး။ကျွန်တော်ပေါ်စလဲ respect ပေးတယ်။အမပြင်းပြင်းထန်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  တယ်မဟုတ်ဘူးရတယ်ဘာမှဖြစ်ဘူးသမီးဒါဒီလိုမျိုးပဲဒါအဲ့တော့လေကိုကလေ तू ကအဲ့လိုဆိုတော့ကိုကလေပူပြီးတော့လုတ်ပေးချင်တဲ့စိတ်ဆန္ဒဖြစ်တယ်အဲအဲ့လိုမျိုးလေးပေါ့နော်တူမြတ်တာတူစေတနာပေါ့နော်အဲ့လိုကြောက်တော့မစီးပွားရေးလို့ဖို့အရင်မူတည်ပြတာမလုတ် तू ဘာကူ तू ကူညာညာကူညီပေးမယ် तू ပြောပြမယ်မလုတ်စမ်းမအားအားလို့စမ်းအားအဲ့လိုမျိုးအရင်ဟိုပါဖြစ်တယ် तू ကကြာလို့ကိုတယောက်တည်းအဆင်ပြေနေရထက်စားလို့ရှိရင် ကိုဘေးပတ်ဝန်းကျင်မှာပေါ့နော်အကုန်လုံးအဆင်ပြေစေချင်တာတငယ်ချင်းနေရာစားပေါ့နော်ဆိုတော့တွန်းတယောက်ခဲအဆင်ပြေနေရဆိုလို့ရှင်ထားပါတော့တယောက်ခဲသွားလို့ရတဲ့နေရာကြီးရှိတယ်လို့သွားလို့မရတဲ့နေရာကြီးရှိရဲပတ်စံကကြတော့အရာရာကိုပျော်ရွှင်မှုမပေးနိုင်ဘူးပေါ့နော်တချို့ဟိုပတ်စံနဲ့ဝယ်လို့မရတဲ့ပျော်ရွှင်မှုတွေဆိုတာရှိရဲကြောင်နဲ့ကြောင်မြတ်တာတရားတွေလိုချစ်ချင်းမြတ်တာတွေပြင်တငယ်ချင်းတွေဒါအတိမိတ်ဆွေတွေပေါ်မှာတယောက်နဲ့ကြောင်ထားတဲ့တန်ရောခြင်းတွေဆိုတာကြတော့ပတ်စံနဲ့ပေးဝယ်လို့မရဘူးလေအဲ့တော့ ကိုတယောက်တည်းအဆင်ပြေနေပြီးတော့ခြားပါတော့ကိုကတော့ဘန်ကောက်ကို shopping ထွက်ချင်တာတို့ဘယ်ကိုသွားချင်တာတို့ဆိုရင်ကိုတယောက်တည်းသွားလို့ရတဲ့နေရာတွေမဟုတ်ဘူးပေါ့နော်အများနဲ့သွားရင်လူများလေးတွေပို့ပြောပြောဖို့ကောင်းလေအဲ့တော့ကောင်းလေထို့ဥမာတွင်အာအဲ club သွားကြမယ်တခြားပေါ့နော်ဘာလေးသွားကြမလားတခြားဟာခီးလေးတစ်ခုထွက်ကြမလားပေါ့နော်ကမ်းခြေလေးဘာလေးများသွားကြမလားအဲ့လိုနေရာတွေဆိုလို့ရှိရင်လေဒါဘာပြောအများနဲ့မှာ โอเคသူတို့တိုးတက်နေတယ်အောင်မြင်နေတယ်ဝေရှားနေတယ်ကောင်းတယ်ဆိုတော့အနည်းဆုံးခုရှိမှပတ်စံလာမကြီးတော့နော်သမီးနော်ကိုအပူမအပူဟောင်းဖြစ်ဘူးအကောင်းမကိုက်ဘူးကွာနော်အဲ့လိုမျိုးသိရမလားအဓိကအဲ့ဒီဟာတခုပဲအဓိကအဲ့ဒီတခုပဲကျောအဲ့လိုမျိုးလေးတွဲလိုက်တယ်မောင်လေးပဲဆိုရဲခါကျတော့ကိုယ်လည်းမမအောင်သဘောကျတာဟောအဲ့လိုမျိုးလေးမိဟိုဘာလို့အဲ့ character ဟိုဟာဖြစ်တယ်ကြ तू ကအဲ့ထဲမှာဇိုးဇိုးဆက်ဆက်လေးတိတယ်မလားငါဆီယာမာကြီးဆိုရဲ item ကကိုယ့်ရဲ့ acting เนี่ยတစ်ထက်တည်းဖြစ်နေရလေအဲကိုကလည်းအဲ့လိုမျိုးလေအရင်တော့ပဲပဲစိတ်ယုံစိတ်ကြဲတော့ဆိုရင်တော့မှဘယ်နေရာလဲလို့တောင်းနေမှဆိုလို့ကျင်လဲအသိကောင်းဆောင်ဖြစ်ခြင်းနဲ့စိတ်ယုံမှဆိုလို့ကျင်လဲ leader ဖြစ်ခြင်းနဲ့အခု make up blog ကရလာတဲ့အချိန်မြောက်လာတဲ့အချိန်မှာလဲကိုသူများအခုလိုက်လုပ်ခုတယ်ဒါပေမဲ့အကြာကြီးမှမဖြစ်ခြင်းဘူးအဲ့တော့ကျူးစားရနေရတနည်းလားတပည့်တပန်းနေမှုရယ်အဲကိုကအမြဲကိုကလည်းသူများကအဲ့လိုခြေတလန်းပါကျင်တယ်ပိုကောင်းကျင်တယ်ပိုတော်ကျင်တယ်ပိုရှိရောက်ကျင်တယ် ဲ့ဒီအတွက်လည်းဝန်ခံတယ်ကျောအမြဲတမ်းကျောပြိုင်တယ်လို့ဒါပေမဲ့ပြိုင်တဲ့နေရာမှာဟိုရှင်ပြန်ကြီးကသူများကိုရုပ်မာပြီးတော့မလုပ်ဘူးသူများမျက်ရည်ပေါက်ကြီးငယ်ကြအောင်မလုပ်ဘူးခဏိစဉ်ဒီဘသူမိသူတူဦးတေကြောင့်မှကိုယ့်ကြောင့်ဒုက္ခရောက်ခဲ့ရတယ်အဲဘဝပြက်ခဲ့ရတယ်အဲအလုပ်တွေပြက်ခဲ့ရတယ်တခုခုပေါ့နော်ကြောချောင်းနေပါနော်ဘသူမရှိဘူးပေါ့နော်ရှိခဲ့တယ်လို့ပြောတဲ့သူတွေရှိလို့ရှင်လဲဓာတ်ရုပ်ဖြစ်ရှင်းလို့ရတယ် တကယ်အဲ့လောက်ကြည့်လို့ကကိုကဘသူ့ပုံမှန်မှာဟိုမှာကိုကိုစိတ်ကိုကိုအဲ့လောက်ကြည့်ရမှာဟိုကိုလိပ်ပြာကိုလုံနေပေါ့နော်အဲ့အတွက်ကိုလည်းဒါပေမဲ့သူများတို့တော့တာကျင်တယ်မတာလို့မရအောင်โอเคလမ်းထဲမှာမိတ်ဆက်ဆရာရဲ့အတူတူနေဆိုသူများကလက်ခက်ကြီးဆွဲပြီးခေါင်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 းနဲ့တွားပြီးဆိုတော့ငါဒီနေ့ဘာလို့အလုံးရှိရတော့ကိုကိုတော့တော့ငါဘာလို့အဲ့နေလဲဘာလို့တင့်လဲဟဲ့ဥမာသူများပွဲတွေတင်နေဆိုငါဘာကိစ္စမတင်ရတာဒီနေ့ကလူတွေပွဲတွေအများကြီးရှင်တယ်ငါဘာလို့မရှိတာလဲအဲအဲ့လိုမျိုးလေးတွေပေါ့နော် အဲ့နည်းနည်းလေးတော့အလုတ်ရောပါလေအမလည်းကျဲတွန်းလက်အဲကြည့်ရမလေးအရန်ဟွာဖြစ်တယ်အဲ့ဒါကြောင့်မို့လဲဟိုရှီကိုပူရောက်တာပြီးမိသားစုတစုမှလည်းလေအဲ့လိုတယောက်လောက်မှလည်းပါအောင်မှာပါနော်မပါလို့ရှင်လဲသိတယ်မလားတခါလေတုံရင်းကတုံရင်းပဲဖြစ်နေပါလေကျမတို့တွေလည်းနော်ဟုတ်တော်တော်လေးပြည်ပြည်ဖြစ်ရပါရဲ့ဘာလို့လဲဆိုအဲကိုဆိုတာဘက်ကိုပထမဦးဆုံးစပြီးတော့ဒီထပ်သားရဲ့ကာရီတာပူမှလေးဆိုတာပို့ပြီးတော့ညင်ကြတာပေါ့နော်အဲ့တော့ ကာရီတာပြပြင်းသွားလို့ပေါ့နော်ဒီဥစ္စာလေးကြောင့်ဟိုတုံးဆိုတာဒါဒီပွင့်ဥလာလေးကိုပဲမြင်စီကျင်တာပေါ့နော်တကယ်တော့ဟဲ့တုံးကျဲခြင်းအော်ခုကားထဲမှာပါတဲ့တုံးကျဲခြင်းလို့ဆိုတာချက်ပွင့်ဥလာလေးလို့ပြောပြောတာမျိုးစိုးသဘောကြတာပေါ့ဒီဇက်ကောင်ကို ူတို့ချစ်ကြရဲเนาะကိုကလည်းဘဘလိုပဲနေနေအပြင်ကတွန်းကျဲစေဆိုတာဒီဇက်ကောင်နဲ့ဝင်လာဆိုလို့ရှိရင်ဇက်ကောင်ကဖွင့်ဝင်လာဖြစ်ဖို့ကအရေးကြီးရဲ့ဆိုတာလေအဲ့တော့ချစ်သွားလို့သူတို့ရဲ့အမြင်လေးတွေမှာဒီလိုမျိုးလေးမြင်ကြရဲ့ဆိုတော့ပို့ပြီးတော့လည်းဝမ်းသာပါရမယ်တွန်းကိုယ်တိုင်မှာလည်းလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်အဲ့တော့အခုလိုအပ်ချက်တွေလည်းဒါသင်တန်းလေးတက်ပြီးတော့เนาะချက်ပြီးတော့ချစ်ပါတယ်အမလေးအဲသင်တန်းလေးထွက်ပြ join ထား join join နေတယ်ဒီပါနော်စကေးလေးတွေသူ့ကိုဖြည့်ရမယ်ပိုလဲပေးရနေတယ်သူ့ဘာဘာတော့လိုအပ်တယ်ဘာဘာတော့လုတ်တင်တယ်တည်တယ်မလားအဲ့တော့ ဟိုအရန်သူလည်းတအားဖြစ်ချင်တာသူကတော်တော်ဝါသနာပါတာတကယ်သူအရန်ဝါသနာပါပဲခုကအဲ့ပွင့်ဦးနာကာရိုက်တာလိုပဲအဲရရင်မကြိုင်နေပလိစီအမှုပညာကြိုင်ရအဲရရဲဟိုလည်းအိတ်ဆိုင်ရလဲဆိုင်လိုက်နေတော့လာရှာနေရအိတ်ဆိုင်ဖို့တက်အာဟုတ်ကဲ့ပါတုံးအပိချရဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုလည်းဒါပြောနေတာတိုင်းပဲပေါ့နော်အရန်တကယ်ရင်လည်းလှက်လှက်လေးလေးအများကြီးကျေးဇူးတင်ပါတယ်လို့နောက်ထပ်လည်းတုံးချစ်ပေးကြပါဦးပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အဲကျောက်လည်းပေါ့နော် တော့ပြောတယ်လို့ပဲပေါ့နော်အဲဒီထက်မကပိုချစ်ပေးပါလို့နော်ဟို blue band ဆိုမှတော့ချစ်တာတော့တိုက်ကြတာပေါ့နော်ချစ်ချစ်ခံကြတာပဲလीနော်အဲပိုချစ်ပေးပါလို့ပြောခြင်းတယ်ပြီးတော့အဲနေရာစလုံးကိုလည်းအဲ့လိုချစ်စ်တယ်အဲတွဲပြီးတော့လည်းသူကမြင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟာကျေးဇူးတင်ပါတယ်